ဆရာကြီးတော်ဆွေရေးသားသောတောင်ပြန်ထွေလာအရိတာ စာသူများစာအုပ်မှစာသူကောင်းတစ်ပုဒ်ဖြစ်သည့်ကြပြစာပေအစင်လားအပြည့်စာပေသမားတွေနှုတ်တွင် စာပေကြပြဝင်မဆိုကြကြပြစာပေဟူ၍သောကြပြကိုရှိက ထားကြကုန်သည်အမှန်လဲကျွန်တို့၏စိတ်တဏှဝေကြပြနှင့်စာပေတွင်ကြပြကိုစတင်၍နှစ်သက်ဆွေလန်ခဲ့ကြသည်ဖြစ်ကုန်၏ဂျိုးနကောင် ခနောင်းမင်ညီနောင်ကလွမ်းအောင်ကူချွေးဘန်တော်ဖြူပင်မြက်နေသာထူလဘိုးတောင်သူတဲပြိုလေးတို့ငန်းဦးရှံကူးလိုပြေးကြိလိုက်ကြဟေတောကြီးမှာ ရွှေယုံနဲ့ကဲထိတ်ကွက်နေလေပြိုလေးတို့အိမ်ဦးဆက်သွားဖူးတဲ့တေယုံနေယုံကြီးတွေကအုံမအုံမာနဲ့ကိုရွှေကြီးရဲ့ပြိုတို့မောင်ဆင်လိန်ပြန်တော့နားပန်ဖို့လေအထက်ပါကြပြားကလေးတို့သည် တောင်မြန်မာဖက်စာစာအုပ်ခေတ်ကတက်တရာတန်းလောက်သာကျောင်းနေခဲ့ဘူးသူမှဆက်၍မြန်မာပြည်ဝပညာကိုအတန်းကုန်သင်ခဲ့ဘူးသူထိမသိမချင်းအလို့ရနေကြသည်မဟုတ်ပါလားဧကပြားကလေးတွေကိုကျွန်တော်တို့စတင်တွေ့ရစဉ်ကစာအုပ်ကောင်းစွာ ဖတ်တတ်သေးတယ်မဟုတ်မူ၍ဆရာကနှုတ်တိုက်သင်ကြားပေးရမှကျွန်တော်တို့ကျွန်ုပ်တို့အလို့ရခဲ့ပြီးယနေ့ထက်တိုင်းမမေ့နိုင် နှုတ်ထဲဆွေးနေကြခြင်းဖြစ်လေသည်ကြပြသည်လူတို့၏စိတ်ကိုနှစ်သက်စေ၍ နှုတ်ထဲ၌ဆွဲလန်းစေသည်။စာပေစကားပြေကဤသို့မဟုတ်ចောင်းသားလူငယ်တို့စိတ်မှာအဝေနေသည်ဖတ်ခြင်းရေးခြင်းအောင် အတော်ကလေးနှုတ်ဆွာပေးရသည်။အချို့ကလေးဆိုရင်ရိုက်နေ၍ပင် သင်ပေးရသည်။ထို့ကြောင့်ယခုလက်ရှိနာမည်ရစာရေးဆရာတွေကို မေးကြည့်ပါ။များသောအားဖြင့်ကြပြာကစတင်စစ်ဝင်စားပြီးမှစကပြေစာပေဘက်ကိုကူးလာခဲ့သူများသာကြကြကုန်သည်။သို့သောစာရေးဆရာတိုင်းကြပြာရေးတတ်သည်တော့ မဟုတ်ပါစကားပြေကိုရေးတက်အောင်တင်၍ရတော့လေကြပြအောင်မူလူတိုင်းအားတက်အောင်တင်မပေးနိုင်ပါတင်၍ရသည်လည်းမဟုတ်ပါစာရီတန်းကုန်တင်မှု၍မိမြပင်တက်နေစေကားမူပါရမီပါမစာရေးဆရာ ဖြစ်တဲ့ကဲ့သို့ကြပြဆရာလည်းပါရမီပါမဖြစ်ပါ၏စာရေးဆရာဤပါရမီနဲ့ကြပြဆရာဤပါရမီလည်းတခြားစီဖြစ်ပါ၏ညသာသောစာရေးဆရာတို့သည်ကြပြဆရာ မြရယောဝိထုယောဇီးတက်ပါ၏ဇင်းဤနှစ်ခုစလုံးကိုတက်ပါ၏သို့သောနှစ်ဖက်စလုံး၌အင်အားအပြည့်ဝတင်းပြည့်ချက်ပြည့်ရှိကြမည်မဟုတ်ပေတစ်ဖက်မှာများလင်တစ်ဖက်မှာအာနေသွားမည်လားဘေကဘာကျော်စာရေးဆရာကြီးဟာဖြစ်ဝိထုယောကဗျာယောချွန်မာပေသည်ဟုတင်ပြောခြင်းသလားဒီမှာကိုလူရဲ့ဒီစာရေးဆရာကြီးရဲ့ကောင်းတဲ့ဝိထုနဲ့ကောင်းတဲ့ကဗျာတွေကိုသာလက်ရွေးစဉ်တင်ဖတ်ဖူးတာကိုဗျာ သူ့မူရင်းစာတွေ၊ကြပြတွေဝိထုတွေအားလုံးကိုဖတ်ဖို့တဲ့သူ့လူမျိုးရင်းချာတွေကတော့ဒီဆရာကြီးရဝိထုနဲ့ကြပြဘယ်သိန်းပူတန်တယ်လဲဆိုတာသိမှာဗျဥပမာမြန်မာပြည်တွင်ကျွန်တော်တို့ယခုလက်ရှိခေတ်၌ကြပြဆရာကြီးများဟုထင်ရှားကျော်တော်နေသောဆရာဆိုကြီးနဲ့ဆရာမင်းသူဝင်တို့ကိုကြည်ပါတို့ရခင်ကရေခဲ့သောဝိထုတွေကျွန်တော်တို့ဖတ်ခဲ့ဘူးပါဤတော်တော်ကောင်းတာပဲ သို့သောသူတို့မှာဝိထုများများဆဆမရှိကြပြတွေသောရီးကဲရီးစဲအောတိုင်နေ၏စင်စစ်တော်ကဆရာတော်ကြီးနဲ့ဆရာမင်းသူဝင်သည်ကြပြရောဝိထုရောရီးတတ်ပါ၏တို့ရတဲ့သူတို့မှာဝိထုထက်ကြပြဘက်မှာပူ၍အားများနေကြသောကြောင့်ဝိထုရေးဆရာဖြစ်မလာပဲကြပြဆရာများသာဖြစ်နေကြခြင်းပေသည်တပန်တုံကျွန်တော်တို့မြန်မာပြည်နဲ့ဝိထုရရတွင်စံတရားသောဆရာကြီးရှူတော်နှင့်ဆရာသိပ်ဖင်မြင့်ကို ပုံစံထား၍ကြည့်ရပြန်လေ။ဆရာကြီးရှူတော်သည်ကျွန်တော်အဆင်းသည့်ကြပြဆိုဘာကူမှမရည်တဲ့။သို့တော်သူသည်ကြပြကိုဝါသနာပါ၍သူ့လွတ်ရသောကြပြရီအများကြီးရှိပါ၏။ဦးသိန်းဖေမြင့်ကောင်သိန်းနေတွင်နာမည်နဲ့၎င်းအခြားကလောင်ပေါ့ဆာနာမည်များနဲ့၎င်းကြပြများရှိခဲ့သည်။သို့တော်မစွန်ကြီးဝိတုရေးဆရာဖြစ်နေသောအောင်မြင်သူ ဖြစ်၏ထို့မှတပြီဆရာကြီးသခင်ကိုယ်တော်မိုင်းကိုကြည်ုံတော့ ဆရာကြီးဒီခွေးနီကမြောက်နီကဘုံနီကဆက်တဲ့ဖြစ်စာပေပေါင်းများစွာရေးကလေးငစားဝိတုအဖြစ်နဲ့မှားတော်ပုံတောက်တာဖတ်ကြင်လျက်ကြဗျာဆရာကြီးအဖြစ်နဲ့သာထင်ရှားကြော်တော်ဤတောရတွင်မြည်သူသည်မြည်သည်ဘက်၌ထူးချွန်သည်ဖြစ်စီစာပေဝဒနာရှင်မသည်မြဘုံမီနဲ့တန်အခြေခံသည်ဂျိုးနကောင် ထနောင်းမင်ညီနောင်ကစင်သက်လာကြသူများသာ ဖြစ်ကြကုန်ဤ တို့ကြောင့်ကျွန်တော်တို့မြန်မာသားမှဝိကျူပြကြသည်ကကြပြစာပေပါတဲ့ခမတော်ရာဆွေအမတ်လေး1989 April ဆရာဤတော်ရာဆွေရေးသားသောစာသူကောင်းတစ်ပုဒ်ဖြစ်သည့်ဇေယျဦးတော်ယခု1989ခုနှစ်ပြက်ကလေးမေလာပြက်ွက်ကိုကြည်လိုက်တော့ခါ မြန်မာတက္ကရာ1349ခုနှစ်ကစုံလပြည်တော်73ရက်တည်တနင်္လာနေ့ဖြစ်၍နေလျာ1981ခုနှစ်ကစုံလပြည်တော်73ရက်တနင်္လာနေ့၌ဖွားခဲ့သောကျွန်ုပ်ဖို့၌ရှမ်းနယ်ကညီလျက်ရှိသည်ကိုတွေ့ရလေ၏လူတယောက်တွင်ဘဏ္ဍနှစ်တစ်ကြိမ်ဤသို့မွေးလာမွေးရက်နှင့်မွေးနေ့ထက်တူကြရသည်။ကျွန်တော်မသိတော့လေကျွန်တော်အဖိုးကထိုရက်ထိုနေ့သည်အသက်68နှစ်တင်းတင်းပြည့်၏ ရက်ဒဂရက်လို့ဆိုပါတော့1939ခုနှစ်မေလ26ရက်ဖြစ်ခဲ့ရာယခုကတော့လာပြေကျော်73ရက်တနင်္လာနေ့ကမေလ25ရက်ဖြစ်နေတဲ့ဖြစ်တရက်ကလေးပဲကွာနေ၏မြည်တော့ပင်ဖြစ်နေကတော့ကျွန်တော်အသက်68နှစ်ဒီ68နှစ်ပါပဲထို့မှနောက်တနေ့ဒီ69နှစ်ထဲရှောင်းပြီဒီကျွန်တော်ဒီမြန်မြန်ကြီးချင်ဤဘဝကိုမြန်မြန်ပြီးချင်ဤသို့တော်ချင်းကိုကိုကပိုင်ဒီမဟုတ် သူကသာမိမိကိုပိုင်လျက်သူကအိုးဆိုအိုးနာဆိုနာသိဆိုသိသူ့စီရင်ချက်အတိုင်းသာကျွန်တော်တို့နာခံရမည်ဖြစ်၏။ဤအချိန်ပိုင်းအတွင်းမှာတော့ကျွန်တော်တို့ကမိမိကိုမိမိတတ်နိုင်သလောက်ကြမ်းမအောင်ပြောရှင်အောင်နေထိုင်ရမည်သည်။ထို့ကြောင့်ကျွန်တော်ဒီဇေယျရဲမှာဟာသဝူရှာဤတွေ့ဤရိပ်ဤပြောဤဟော၏။ လွန်ခဲ့သောမလ22ရက်စနေနေ့ညက RGH ရန်ကုန်စေယုံကြီးမှစေယုံအုပ်ကြီးဦးတမောင်ရေးကကျွန်တော်နဲ့တခြားစာရေးဆရာ3ယောက်ကိုဖိတ်ကြား၍စပီဟောပြောပွဲကျင်းပ၏။နေရာကသူနာပြုဆရာမများခေရအတွင်းလာပြင်ကွက်လက်တွင် ဖြစ်လျက်ပရိသတ်ကများသောအဖြစ်မြင်ကွင်းမှာသူနာပြုဆရာမကလေးတွေသာဖြစ်ကုန်၏။မီဒီလူရန်သားဖြစ်စီကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်ဟာတကူမကြိုက်သူကမရှိကြိတ်ပြုံ တူတူရည်နဲ့ကြေလောင်စွာဟာတဲ့သူများသာဖြစ်ကုန်၏ထိုကြောင့်ကျွန်တော်ဟောပြောရ၌ပနာမကိုဟာသားနှင့်ဖွင့်၏နောက်ပြောရ၌လည်းရေစရာကိုတက်နေသလောက်အကွက်ဝင်အောင်ထည့်သွင်းရ၏ထိုညကျွန်တော်စပြောလိုက်သည်ကကြွေရောက်လာတော်မူကြသောတပုရိသနေဝင်သူတော်စင်အပေါင်းတို့ခမညာဒီလိုဆိုလိုက်လို့ကျွန်တော်ခမညာတို့ကိုအလူခဏမတင်လိုက်ပါနဲ့နော်သူနာပြုတ်ဆီယမားလေးတွေဆိုတော့ လူနာတွေကောင်းချီကိုတည်ပူပြုစုကြနေတဲ့သူတွေမို့သူတို့ဆင်မကလေးလို့ကျွန်တော်ပြောတာပါပထမကျွန်တော်ဘာစပြောရမလဲလို့စဉ်းစားလိုက်တော့အကယ်၍ဇသမားတွေသာဆိုရင်သူတို့ပြောလို့ရှိကြတာပါတဲ့ဇသမားတွေလာရင်မှတ်သားစရာတွေပါရမယ်ဇသမားတွေပြန်ရင်မှတ်သားစရာတွေကျင်ရမယ်ဒီလိုကာယနာပီလေးနဲ့ပြောသကူပြဒီတော့ကျွန်တော်တို့စာရေးဆရာများကလည်းကိုတဲ့ဟက်ပီသမ ्या ကာယနဲ့ပြောရမယ်ဆိုရင် ကောင်းကောင်းနားထောင်ကြပါခင်ဗျာအချင်းချင်းတွထုံနေကြပါနဲ့ဩကျွန်တော်တို့စာရေးဆရာလေးလောင်းရင်ဗာကလေးညာကလေးတွေပါရမယ်စာရေးဆရာကလေးပြင်ရင်ဗာကလေးညာကလေးတွေကျင်ရမယ်အဲ့ဒီကျင်ရမယ်ဗာကလေးညာကလေးတွေဆိုတာကတော့တခြားမဟုတ်ပါဘူးကျွန်တော်တို့စာရေးဆရာတွေမှာကိုနဲ့မကွာပါလိရှိရတဲ့ဘောပင်ဖောင်တိန်စာကြည့်မြတ်မှမှတ်စုစာအုပ်စသည်လို့ပေါ့ခင်ဗျာ ကျွန်တော်တို့ဟောပြောဝဲပြီးလို့ပြန်သွားကြတဲ့နောက်အဲ့ဒါလေးများတွေ့ရင်ပြန်ပေးကြပါလို့မေတ္တာရက်ခံပါတယ်။မရေကြပါနဲ့တကယ်ပြောတာပါ။အဲ့ဒီထဲမှာအမေတဲဆုံးသူကတော့ကျွန်တော်ပဲနေမှာပါပဲ။ဘာကြောင့်ဆိုဒီထဲမှာကျွန်တော်ကအသက်ကြီးဆုံးခင်ဗျာ။ခင်ဗျားတို့အခုကျွန်တော်မြင်ကြတော့လူကအရွယ်တင်လွန်းလို့သာခင်ဗျားတို့စိတ်ထဲကကျွန်တော်ကိုလူမျိုးလေးလို့ထင်နေကြတာ။မရေကြပါနဲ့ကျွန်တော်အကောင်းပြောတာပါ။ကျွန်တော်တက်က68နှစ်ရှိနေပြီဗျ။ဟဲ့ မယုံဘူးမယုံနေပေါ့ဗျာ။အော်လူများကြည့်လာတော့မကောင်းဘူးဗျာ။ဇေယျဝညာလို့မရဘူး။လူမာခါနာသွားမျက်စိတတိတခုခုသို့မဟုတ်အဲ့နှစ်ခုသုံးခုတော့ချွေရင်တက်ကြတာပဲဗျာ။ကျွန်တော်မှခါတယ်မကောင်းခြင်းဘူး။အထံရထမှာတော်တော်လတ်လတ်ဖြည်းဖြည်းဖြောင်းဖြောင်းမရှိကျင်တော့ဘူးဗျာ။နာအေးနာတော့ကောင်းဗျာ။ချက်ဆိုအရက်ကမိတော့တာပဲ။သွားချမ်းနေဟဲ့ ဗဇက်ကိုဖြည့်ကြည့်မှန်ရွှေပတင်းကမဲခုမျောဖြစ်နေပြီမျက်စိအဝေးကြီးကောင်းတဲ့ဗျာပရိသတ်နောက်ပိုင်းတောင်သွန်းတဲ့နေရာရှိအမျိုးသမီးငယ်တဲ့ကိုလှမ်းကြည့်ရပြုလျက်အိုးဆွေတာပြန်နဲ့ဆရာမလေးခင်ဗျာအင်းကြီးညာဘက်လမ်းမောင်းမှာပြက်စိတ်တွေပါလားဗျာအမလီမလီခုနှစ်ကောင်တောင်းပဲအချို့ဟုံမွေရုတ်တရက်ကျွန်တော်ကြည့်အောင်လက်ချင်မိသည်ပြီးရေမောကြဤကျွန်တော်နောက်တာပါဗျာဟုတ်တယ် ကျွန်တော်မျက်စိကအဝေးကြည့်တော့တော်တော်ကောင်းပါရဲ့စာကြည့်မယ်စာရေးမယ်ဆိုရင်တော့မျက်မှန်တရပါရဲ့အဲတတိတတိကြတော့တော်တော်ချွေးမိပြို့မညံသိမကောင်းတော့ဘူးလူစိမ်းတယောက်ကိုတွေ့တယ်သူ့နာမည်ပြောလို့မှတ်ထားလိုက်တယ်စိတ်ထဲကလေးငါးကလောက်ရွှတ်ဆိုလိုက်တယ်ဒါပေမဲ့တော်တော်ကြမိရောဗျပြောရအောင်မေဗျာတကာအိယာထဲမှာကြောက်ခင်ပြီးစာကြည့်နေတယ်တော်တော်ကြတော့ဟဲ့ငါစာဖတ်နေလို့ကြီးမပြီးသေးဘူး စာရေးအောင်မှာပဲဆိုအရာတွေကထလာပြီး စာရေးစပွဲရောက်တော့စာရေးဖို့မျက်မှန်ရှာပါရောဗျာတော်တော်နဲ့မတွေ့တော့အရေးဆိုသူ့ပဲအားကိုရတဲ့ဇနီးတဲ့ကိုဟေ့မေငါမျက်မှန်ဘဲမှာတွေ့မိတယ်လဲပြီးတော့ "तू ကကောက်ကငင်ငါပဲ"တွမျက်မှန်တွမျက်စီမှာတက်ထားတာပဲမဟုတ်လားဆိုတော့မှကျွန်တော်သတိရတော့တယ်ဗျဟုတ်တယ်စာဖတ်တုန်းကတက်ထားတာကိုမြင်ပြီးစာရေးမယ်စိတ်ကူးပေါင်းမှမျက်မှန်သတိရပြီးရှားတာကိုဗျ ရောက်မှခါတို့ပြီးရှာရာထက်ဆူတာပေါ့နော်စင်စစ်တော်ဒါဟာကျွန်တော်ဝိပက်လေးတာပဲဗျပြောအောင်မင်း1946ခုနှစ်ကျွန်တော်အသက်29နှစ်မှာမော်တော်တစ်စီးနဲ့မန္တလေးကနေကတ္တာကိုသွားကြတော့မော်တော်ပေါ်မှာကကျွန်တော်နဲ့တူပေါင်းတယ်မျိုးကဗရင်ဆရာကြီးဦးဘိုးစင်ဆိုတဲ့အဖိုးကြီးပါခဲ့တယ်အဲ့ဒီအချိန်မှာသူ့တက်က60လောက်ရှိရောမင်းညမှာသူနဲ့ကျွန်တော်နဲ့ဘေကျင်းရှင်ကြရတယ်အေး ။တကောင်ကျော်လာမှသွေးရထပြီးလက်ထဲမှာဓမီကြီးကလေးချစ်လို့သူ့ကောင်းလည်လို့ပြီးဟိုရှာဒီရှာရှားနေတယ်။ဒီတော့ကျွန်တော်ကဥလေဘာရှာနေရလဲလို့မေးတော့ तू ကငါဓမီကြီးကလေးကွာဘယ်နေရာထားမိတယ်လဲမသိဘူးဆေးလေးတောက်ချင်လိုက်တာကတွင်းကိုချင်းနေပြီ။မင်းများတွေ့မိသလားဆိုတော့ကျွန်တော်စိတ်ထဲကကြည့်ရပြီးမတွေ့မိဘူးလို့ပြောလိုက်ဗျာ။အေးတော်တော်ကြာလို့သူ့လက်ထက်ကဓမီကြီးကမိစာတူပြီးပူလာတော့မှ သူ့လက်ထဲကလွှတ်ချလိုက်ပြီးကျွန်တော်ကြည်စမ်းခွေးကောင်လေးငါ့ကိုမပြောဘူးလို့မန်နေဗျအဲ့ဒါပဲဗျလူများကြည်လာတော့မိထဲကြတာကိုလက်ထဲကတံမီးချက်မေလိုမိကိုမျက်စိတက်ထားတဲ့မျက်မှန်မေလိုမိနဲ့အတူတပြည့်ကျွန်တော်သတိထားပါလျက်ကနေမကြကနအခွင့်တင်တိုင်းမိတက်တာကတော့ဘာလဲသိလားခမရကလေးတို့လူချောချောလာလာမိန်းကလေးတွေကိုမြင်ရင်ကျွန်တော်စိတ်ကကိုယ့်အသက်ကိုမိမိတော်တတ်တာပဲဗျ အခုကျွန်တော်တက်က session နဲ့လို့ထင်မိတယ်။အဟုတ်ဖေဟာစုစာရှုသူများခင်ဗျာ21ရက်3လ89နေ့ညကရန်ကုန်စည်းုံကြီးဝင်းတူနာပြုဆရာမများခင်ဗျာလာပြင်ခွင်းမှာအထက်ဖော်ပြခဲ့တဲ့ဟာသနဲ့ပနာမာပြုပြီးတနအီလောက်ကျွန်တော်ဟွက်ခဲ့တာနိုင်ဝက်ကျော်မှာကျွန်တော်တန်ကတဖြည်းဖြည်းနားလာပြီးမနဲ့မိုးလင်းတော့ကျွန်တော်တန်ကောင်းကောင်းမထွက်တော်ဘူးဗျို့ ဒါကြောင့်လူများကြည်လာရင်ခုနပြောခဲ့တဲ့ခါနာသွားမျက်စိနဲ့တတိတာမကအတန်မှာချွေရင်းလာရတာပဲဗျို့တော်တာဆွေအမှန်ငါ1989မေလာဆရာဤတော်ဆွေရေးတာတော့စာစုကောင်းတစ်ပုဒ်ဖြစ်သည့် AV လာတရက်နေ့ မြန်မာပြည်နေရသည် Met AV မေလာများသည်လွန်စွာပူပင်ရာကကျွန်တော်စာရေးနိုင်သည့်အချိန်မှာနက်နက်ပိုင်းကလေးသာဖြစ်သည်ထို့ကြောင့်စာရေးသည့်အရာမှာမနက်3နာရီခွဲ4နာရီတွင်အရာကထားရသည်9နာရီလောက်ထိစာရေးသွဲမှာထိုင်နေသည်ထို့ထက်ကျော်သောလက်မောင်းမှာချွေးများထွက်လာပြီးစာရေးလို့မဖြစ်တော့ပြီထို့ကြောင့်စောစောအိတ်စောစောထစောစောရေဟူသောစာမုတ်ဖြင့်ကျွန်တော်စာရေးစရာဘဝရည်တည်ခဲ့သည်မှာ ညွေရသေးပေါင်း40ရှိခဲ့ခြင်းပြီတလမမပြတ်ခဲ့ဘူးသေးခြင်းလွန်ခဲ့သောညွေရသည်တနေ့သောနေ့နဲ့ခင်မှာမနေ့7နာရီလောက်ထိကျွန်တော်တယောက်တည်းအိမ်ပေါ်မှာစာယူပြီးကောင်းနေတော့အိမ်အောက်မှာဇနီးသိအတန်းဟောဒီမှာပေါင်းရေမောက်ခိုင်လာရယ်ခိုင် အမေရိကဘယ်တော့ရောက်တယ်လဲလာဒီမှာထိုင်ပါကျွန်တော်စာရေးနေသည့်အာယုံရုတ်တရက်ပြတ်သွားကလက်မဖောင်းနေကိုလွတ်ချလိုက်ပြီ ခိုင်းအမေရိကပြန်လာတယ်ကိုတိုင်းပြည်ကိုဧည့်သည်တိုးရစ်ဖြစ်နေခိတလာလျာသည်ခိုင်းခိုင်းဒေ1980ပြည့်နှစ်ဇန်နဝါရီလကအမေရိကသို့အပြီးပိုင်ထွက်သွားခဲ့သည်သူမသွားမီတည်းရဲ့ကျွန်တော်စီနှုတ်ဆက်လာတော့ကျွန်တော်မှာစပီဟောပြောဖို့ရွှေဘူတို့ရောက်နေသည်ဖြစ်ပြီးကျွန်တော်နဲ့မတွေ့လိုက်ရ1984ခုနှစ်ကြမှာစရတဲ့အောင် ကျွန်တော်စီ ရောက်လာသည် သူအမေရိကပြည်ပဲမြို့တွင်ဘဲတို့နေထိုင်ရကြောင်းငါးနှစ်ကျော်လင်မြန်မာပြည်သို့တိုးရစ်ဖြစ်နေလာနေအောင်ငွေစုနေကြောင်းဟောယခု1989ခုနှစ်ဆိုတော့သူအမေရိကပြည်သားဖြစ်ခံယူတာခုနှစ်နှစ်ပင်ရှိပြီဖြစ်ပြီမြန်မာပြည်သို့ဧည့်သည်ဖြစ်နေတစ်ခါတစ်ခေါက်ပြန်ရလောက်ပြန်ရောက်လာသည်ပေါ့ဩခိုင်းတို့နဲ့ကျွန်တော် နီးကလေးကခရီးဝေးသွားလိုက်ကြတော့ခိုင်တီကချင်းပြည်နယ်မြေထားလမ်းဘေးမြို့ကလေးတစ်မြို့ကစာတိဖြစ်သည်1949ခုနှစ်သူရှစ်တန်းကျောင်းသူကလေးဘွားကကျွန်တော်စီမိတ်ဆက်စာ၍ဓာတ်ပုံချင်းလဲပြီးလူချင်းခင်မင်ခဲ့ကြရအောင်1952ခုနှစ်မှာသူဒီသူနာပြုတ်တင်တန်းတက်ရန်ရန်ကုန်စီယုံကြီးသို့လျှောက်လာတော့သူ့တက်က18နှစ်နောက်သူနဲ့ကျွန်တော်သမီးသားဖြစ်သွားကြသည်သို့တော်ကျွန်တော်တို့ချင်းဘူးသာကံကမပါလိ၍ 1954ခုနှစ်မှာသူကဆရာဝန်တယောက်နဲ့ညာသည် ကျွန်တော်ကယခုဇနီးမင်းနဲ့ညာသည်တို့ရတယ်လူချင်းအခင်မင်မပြတ်ကြတို့လည်းများကျွန်တော်အိမ်လာလေသည်ကျွန်တော်တို့အိမ်သွားသည်သူတို့ကြသည်ငွေရှာကောင်းသောဆရာဝန်ဖြစ်ပြီးအစိုးရလုံးမှထွက်ပြီးကိုပိုင်စည်းကမ်းဖွင့်သည်ခိုင်လဲဆရာဝန်ကတော့ဖြစ်နေထဲထဲဝဝတိုက်နေကားနေဖြစ်လာသည် တို့ရတွင်သူတို့သားကလေးနှစ်ယောက်လူလာမြောက်ချိန်မှာလင်းများခြင်းကွဲကြသည်တစ်စီခွေယူကြသည်တိတ်နေကားခိုင်ကရသည်သားကလေးနှစ်ယောက်ခိုင်နေပါလာသည်ဖေကလာစဉ်ကလေးစိတ်ပေးသည်တို့ရတွင်မေကတစင်ရသောထိုကလေးစိတ်သာမက ဖေစီကလူသည်များသွားတော်နေသောသားတော်နှစ်ယောက်ပြစ်စည်း၍ဘဲမြူစစ်ပြီးထောင်ထဲရောက်သွားသည်လွတ်လာသောအခါတခါပြန်ဆွေးပြီးဒုတိယကြိမ်ထောင်ထဲပြန်ရောက်သွားပြန်သည် ထိုအခါခိုင်သည်သူသားများနောင်ရည်အတွက်မြန်မာပြည်မှာနေလို့မဖြစ်တော့ဘူးဟုတွက်ဆ၍သူအပေါင်းသည်အဟောင်းသူနာပြုဆီယမ်မာများနဲ့အဖော်ရလျက်အမေရိကသို့သွားရန်စီမံသည်တာကလေးနှစ်ယောက်ထောင်ဝလွတ်မြေချင်းကိုတိုက်လျက်တိုင်းနယ်ကောက်ကိုရောက်ပြီး1980ခုနှစ်ဇန်နဝါရီလကမြန်မာပြည်မှအပြီးပိုင်းထွက်ခွာခြင်းဖြစ်ပေသည် ထို့ချိန်နဲ့ကျွန်တော်ဒီစာပေဟောပြောဖို့ရွှေဘုံမြို့သို့ရောက်နေ၍ခိုင်နှုတ်ဆက်ရန်လာတော့ကျွန်တော်နဲ့မတွေ့လိုက်ရမေနှစ်သာတွေ့လိုက်ရသည်ခိုင်ဒီကျွန်တော်ထက်15နှစ်ငယ်၍ယခုကျွန်တော်က68နှစ်ဆိုတော့သူက53နှစ်ရှိကြပြီ18သမီးကရန်ကုန်မြို့ကျွန်တော်စီရောက်လာတဲ့မိန်းကလေးအခုသူအမေရိကသို့ရောက်သွားသည်မှာ9နှစ်တောင်ရှိပြီဖြစ်ပြီသူပုံတရံမြို့သို့ရှိနေခြင်းမြေမြမဘီဘီသပင်းရှိကိုဖြစ်ပြီးတူတူတူနော ကောက်ကောက်တွေဖြစ်နေခြင်းမီလားကျွန်တော်အင်မတန်သိခြင်းကြည်ခြင်းမြင်ခြင်းထို့ကြောင့်ကျွန်တော်အိမ်ရောက်မှခိုင်လာသည်ဟုမိအတန်ကိုကြားလင်ကြားခြင်းစာရေးသွဲမှချက်ချင်းထအနီးမှရှိသည့်မှန်ကိုကြည့်ကိုကြီးသောင်းတွေ့ရမည်ဆိုတော့စိတ်ထဲတစ်မျိုးပဲနုပြူသွားကပွားနေတဲ့သဘင်ကြီးဗက်ဆလင်လူခေါင်းကိုဖြည့်မျက်နာပေါင်တာတော့နုပြီခိုင်ကိုဘလို့ပြုံးပြမည်ဟုနမူနာပြုံးနေအိမ်မောကဆင်ခဲ့တော့လာလာအိမ်အောက်မှာကဘဲဧည့်တယ်မှမရှိ မေနဲ့ FE မြေပွားနှစ်ယောက်တည်းပဲပြုတ်အက်အက်မျက်နာချင်းနဲ့ကျွန်တော်ကိုမြင်တော့မေက April Fool April Fool April Fool ဩဒီမြင်းမလည်းဟေးပါပါကြီးကသူကြီးသားတွေ့ရမှာမို့ခေါင်းနေပါလေဖြီးပေါန်တာတွေရိုက်လို့ပြို April Fool April Fool ဒီတော့မှကျွန်တော်အငိုက်ပြီးသွားမယ်သိချေပြီထိုးလေးက AB လာတည့်ရနေကိုဗျအင်္ဂလိပ်ထုံးစံ AB လာတဲ့တည့်ရနေမှာဒီလိုပဲကိုရင်သားချင်းတော်လည်းကောင်း မိတ်ဆွေတင်ငါချင်းတို့၎င်းတယောက်တယောက်ထုတ်ချချင်းနောက်ကြချင်းပြူကြသဗျာစိတ်မဆိုးရဥသူတွေအသူခံဒါကို April Fool ဟုခေါ်၏တော်တာစီအမတ်6 1989ဒေါ်လာ